မင်္ဂလာပါခင်ဗျာ Revenue Burma News Channel ကနေပြီးတော့ဇန်နဝါရီလ24ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့မှာကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနဲ့စစ်ကောင်စီတပ်များကြားမှာဒီကနေ့ဇန်နဝါရီလ24ရက်နေ့မနက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ် KI ပူပေါင်းတပ်ဖွဲ့ဟာ2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကတည်းကဗမော်မျိုးတိန်းစစ်စင်ရဲကိုဆောင်ရွက်နေခြင်းဖြစ်ပြီးတော့ထိုးစစ်အရှိန်ကိုလိုအပ်ရင်လိုအပ်သလိုအရှိန်ဟုံမြင့်တင်ပြီးတော့ဆောင်ရွက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဇန်နဝါရီလ6ရက်နေ့ကထိုးစစ်အရှိန်ကိုမြင့်တင်တိုက်ခိုက်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာတိုက်ပွဲဟာအနည်းငယ်ငြိမ်သက်နေရာဒီကနေ့ဇန်နဝါရီလ24ရက်နေ့မနက်6နာရီကစပြီးတော့ KI ပူပေါင်းတပ်ဖွဲ့ကထပ်မံပြီးတော့ထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့ CIA သတင်းရေးမြစ်ကပြောပါတယ်။ ဒီမနက်မှာဗမော်မှာတိုက်ပွဲတွေရဲရဲဆက်ဆက်ပြင်းထန်နေပါတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ဇန်နဝါရီလပထမပတ်က KIA ရဲ့ထိုးစစ်အရှိန်မြင့်တယ်မှုမှာဗမော်နဲ့မန်စီမြို့မှာရှိတဲ့စစ်ကောင်စီတပ်များကိုတပြိုင်တည်းထဲတိုက်ခိုက်ခဲ့ရာ၃ရက်ကြာဇန်နဝါရီလ၈ရက်နေ့မှာမန်စီမြို့မှာရှိတဲ့စစ်ကောင်စီတိုက်ရင်ဌာနချုပ်၃ခုစလုံးကို KIA ပူးပေါင်းတပ်ဖွဲ့ကအပိဓာတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါတယ် ဗမာမျိုးကိုလည်းတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီကလက်နက်ကြီး drone လေကြောင်းပစ်ကူအများအပြားကိုအသုံးပြုပြီးခုခံနေတယ်လို့ KI ဘက်ကလည်းလက်နက်ကြီးများ drone များနဲ့တိုက်ခိုက်ခဲ့တယ်လို့စီးရဲသတင်းရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်လွတ်လပ်ရေးတပ်မတော် KAI နဲ့မဟာမိတ်များပူးပေါင်းပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဗမော်မျိုးသိန်းတိုက်ပွဲမှာစစ်စင်ရေးကွက်ကဲမှုဌာနချုပ်စကခ27စကခမူဘုံမူးချုပ်တင်မင်းလက်ဟာဒဏ်ရာအပြင်းထန်ရရှိသွားပြီးတော့ဇန်နဝါရီလ23ရက်နေ့နေ့လယ်ပိုင်းမှာရဟရင်နဲ့လာရောက်တဲဆောင်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကခ27ထဲကိုရဟရင်ဆင်းပြီးတော့ဒဏ်ရာရတဲ့သူတွေကိုခေါ်သွားတယ်အဲ့ဒီထဲမှာစကခမူပါသွားတယ်လို့သတင်းရတယ်လို့ကချင်စီရေးသတင်းရေးမြစ်ကပြောပါရယ်။ဘုံမူးချုပ်တင်မင်းလက်ဟာ တော်လိုက်ရဲ့အဖွဲများကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းအခြားစီရေးတရင်ရေးမြစ်တို့ကလည်းပြောပြထားပါဗျ။သို့တော်လည်းဒဏ်ရာရရှိမှုအခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ပြောပါတယ်။ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့မဟာမိတ်များရဲ့ဗမော်မျိုးသိန်းတိုက်ပွဲကိုဒီဇင်ဘာလ၄ရက်နေ့မှာစတင်ခဲ့ပြီးတော့မြို့ပေါ်နေရအများစုကိုထိန်းချုပ်ထားတယ်လို့သိရပါဗျ။စစ်ကောင်စီကစကခ27ထဲကနေပြီးတော့ခုခံနေပြီး KIA ကလည်းဝိုင်းရံပိတ်ဆို့ထားတယ်လို့သတင်းရရှိထားပါဗျ။တိုက်ပွဲကာလရက်90ရှိလာပြီဖြစ်ပြီးတော့ စစ်ကောင်စီတိုင်ရင်တပ်ဖွဲ့တချို့ကို KIA ကတင်းယူထားတယ်လို့သိရပါဗျ။စစ်ကောင်စီတပ်ဖွဲ့ဝင်များကလေးချောင်းပြေကူတွေကိုအဓိကအသုံးပြုပြီးတော့စကခ27ထဲကနေပြီးတော့ခုခံတိုက်ခိုက်နေတယ်လို့ဖော်ပြထားပါတယ်။ KIA ကလည်းစစ်ကောင်စီတပ်ကိုကုန်းလန်းရေလန်းကနေပြီးတော့စစ်ကူမပုတ်နိုင်အောင်ဝိုင်းပတ်ပိတ်ဆို့ပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါတယ်။ဗိုလ်မှူးချုပ်တင်မင်းလက်ဟာစစ်တပ်ကတော့အပစင်41စင်းဖြစ်တယ်လို့သိရပါတယ်။2016 2019ခုနှစ်ကအနောက်ပိုင်းတိုင်းစစ်တပ်အနာချုပ်နာပါခမှာဗိုလ်မှူးကြီးရာဒူးနဲ့စစ်ဦးစီးပထမတန်း စစ်စင်ရေးတာဝန်ကိုထမ်းဆောင်ခဲ့တယ်လို့သိရပါတယ်။ရခိုင်ပြည်နယ်မှာလူမျိုးရေးနဲ့ဘာသာရေးမှိုင်းတိုက်ပြီးတော့ပဋိပက္ခများဖြစ်ပွားစေရန်စစ်တပ်ကကြိုးပမ်းမှုတိုင်းမှာဗိုလ်မှူးချုပ်အဲ့ဒီအချိန်ကဗိုလ်မှူးကြီးတင်မဲလက်က လူမျိုးရဲ့အမုန်းတရားများကိုလူမှုကွန်ရက်ပေါ်ကနေပြီးတော့လှုံ့ဆော်ခဲ့တယ်လို့သိရပါဗျ။အမျိုးဘာသာတာသနာကိုကာကွယ်စောင့်ရှောက်မယ်ဆိုပြီးတော့၎င်းရဲ့ Facebook လူမှုကွန်ရက်အကောင့်မှာမကြာခဏရေးသားခဲ့သူဖြစ်တယ်လို့သိရပါဗျ။နောက်ပတ်ခါမှာတာဝန်ထမ်းဆောင်နေတဲ့အချိန်2019ခုနှစ်နှစ်လယ်ပိုင်းမှာ Freegan Data တိုင်းစစ်ဌာနချုပ်ကိုစစ်ဘက်ရေးရာလုံခြုံရေးဌာနပထမတန်းယာတူးနဲ့ပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါဗျ။2021ခုနှစ်ဇန်နဝါရီလမှာစကခ21ကိုယာယီနီးပြူဟာမှုယာတူးနဲ့ရောက်ရှိလာတယ်လို့သိရပါဗျ။ 2022ခုနှစ်နိုဝင်ဘာလမှာရှမ်းပြည်နယ်တောင်ပိုင်းမိုင်းပန်မြို့နယ်ကနေပြီးတော့စကခါဆက်ခွန်ကိုဒုတိယစစ်စင်ရေးကိုကဲရေးမှုယာဒူးနဲ့ပြောင်းရွှေ့ရပြန်တယ်လို့သိရပါဗျ2024ခုနှစ်အေပီလမှာစကခါ21ကိုစကခါမှုအဖြစ်နဲ့ကြေကျော်ပြန်ရောက်ရှိလာခဲ့တယ်လို့သိရပါဗျဗမော်မျိုးသိန်းတိုက်ပွဲမှာရခင်ရပိုင်းမှာစကခါ21အနီးပတ်ဝန်းကျင်မှာအလွန်ပြင်းထန်နေပြီးတော့စစ်ကောင်စီကလေကြောင်းကနေအပြင်းထန်ခုခံတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်ကုန်းကြောင်ရေကြောင်းကနေပြီးတော့စစ်ကူပို့လို့မရတဲ့အတွက်စစ်တပ်က လေချောင်းကိုအဓိကအသုံးပြုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ KIA နဲ့မားမိတ်များကလည်းအစဉ်စဉ်ပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်နေပြီးတော့မျိုးသိန်းတိုက်ပွဲဟာပြင်းထန်ပြီးနှစ်ဖက်ထိခိုက်ကြဆုံးမှုများလည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်။ဇန်နဝါရီလ23ရက်နေ့မှာစကခ27အတွင်းကိုရရင်နှစ်စီဆင်းသွားပြီးတော့ဒဏ်ရာရတဲ့စစ်ကောင်စီအရာရှိများနဲ့တိုက်ဆုံးသွားတဲ့အရာရှိတချို့ကိုတဲဆောင်သွားကြောင်းကချင်စီရေးသတင်းအမြစ်တချို့ကလူမှုကွန်ရက်ပေါ်မှာရေးသားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်ဝါစီဒေသမှာရှိတဲ့လုံခြုံရေးနယ်ဆိုင်တဲ့ပုံနှိပ်လုပ်ငန်းများဆက်ယုံလာနာဆလို့ခေါ်တဲ့မြန်မာငွေစက်ကူထုတ်ဝေရေးအလုပ်ယုံဝါစီကိုတော်လိုင်းအပူပေါက်တပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ16ရက်နေ့ကအဲ့ဒီဝါစီဆက်ယုံပြမအဆောက်အဦးကိုအချိန်နှစ်နာရီကြာပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာ အခြားစီရင်မြေရှင်များကိုပြုလုပ်ကအာယုံလွဲပြောင်းခဲ့ပြီးတော့ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ကို Cyrus ကရှင်းပြထားပါဗျ။ဒီဟာလှုပ်ဖို့အတွက်အခြားမြေရှင်ပွဲအသေးလေးတွေကိုအာယုံလွဲပြီးတော့ပွဲကခဲ့တာစိတ်ဖြူနေမှာတခြားနေရာတွေမှာမြေရှင်လှုပ်အပြီးမှာ ူတို့အဲ့ဒီဘက်ကိုအာရုံရအောင်လုပ်ပြီးပြင်ဆင်ခဲ့တာနှစ်ပတ်လောက်အချိန်ယူပြီးပြင်ဆင်ခဲ့တယ်လို့မကွေးတိုင်းဘက်ကဖ drone လက်ရုံတပ်ဖွဲ့စစ်စင်ရေးတာဝန်ခံကိုဆိုင်ရက်စ်ကပြောပြထားပါတယ်ဇန်နဝါရီလဆန်း9ရက်နေ့ကလေးကဝါစီဆက်ရုံနဲ့အနီးမှာရှိတဲ့စိတ်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတွေတပ်ဆွဲထားတဲ့နေရာအများကိုစတင်တိုက်ခိုက်ပြီးတော့အာရုံဖဲပြောင်းခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ် ဇန်နဝါရီလ19ရက်နေ့မနက်6:00နာရီကျော်ကစိတ်ဖြူမျိုးအနီးမှာရှိတဲ့ဝါစီစက်ရုံကို ကိုရိုင်းထုတ်လုပ်ထားတဲ့ short range missile 18လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းမကွေးတိုင်းဘက်ကဖကဇန်နဝါရီလ23ရက်နေ့မှာအတိအပြထုတ်ပြန်ထားပါတယ်။ ပြစ်ခတ်တိုက်ခိုက်ခဲ့တဲ့ SRM 18လုံးထဲမှာ73လုံးအောင်မြင်ခဲ့ပြီးတော့စစ်ရုံအတွင်းကိုကြားရောက်ပောက်ခွဲခဲ့ရာရန်သူဘက်က60မမများနဲ့ဒရဇက်ပြန်လည်ပြစ်ခတ်တိုက်ခိုက်ခဲ့တော့လေအထိကိမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့မဂွေးတိုင်းပကဖကအတိပေးထားပါဗျာအစာဦးတွေထိခိုက်ပျက်စီးမှုကလွဲပြီးတော့ကျန်တာတော့အတိမပြုတ်နိုင်သေးပါဘူးခင်ဗျအရင်ကတော့အခုလိုမျိုးကျွန်တော်တို့ဘက်ကတိုက်ခိုက်ရင်ရန်သူဘက်ကစစ်ကြောင်းထိုးပြီးတော့နေမြေရှင်းမှုစူးစမ်းတာတွေရှိခဲ့ပါတယ်အခုတော့စစ်ကြောင်းထိုးလာတာမျိုးမတွေ့ရသေးဘူးလို့ တိုက်ခိုက်မှုနဲ့ဆက်လျင်းပြီးမကွေးတိုင်းဘက်ကဘက်ကရဲဘော်တို့ကရှင်းပြထားပါတယ်။ဒါအပြင်ဝါစီဆက်ယုံရဲ့ပထမခန်းစစ်စီးဖြစ်တဲ့ပခုတ်ကူမြို့နယ်မှာရှိတဲ့လဲချင်းကျေးရွာအနီးမှာရှိတဲ့ဇီးပင်ဂိတ်တောကောင်းဂိတ်နှင်းချိုက်ကျေးရွာမှာရှိတဲ့စခန်း၊မြင်းစကောကျေးရွာမှာရှိတဲ့စခန်း၊စိတ်ဖြူမျိုးနယ်မှာရှိတဲ့ချောင်းမကြီးကျေးရွာစခန်းများကိုဒပြိုင်နက်ထဲတိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါရယ်။အဲ့ဒီစစ်စင်ရေးတိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ပြူစောထီးများနဲ့အဆောင်အုံများထိခိုက်ပျက်စီးခဲ့ကြအောင်ကနအုပ်သိရှိထားရပြီးတော့ထိခိုက်သေးဆုံးမှုစည်ရင်အတိအကျကိုတော့အတိမပြုတ်နိုင်သေးဘူးလို့မကွေးတိုင်းပကဖကအတိပေးထားပါတယ်ဇန်နဝါရီလ9ရက်နေ့ကစပြီးတော့စိတ်ဖြူမျိုးနဲ့ထိုင်းမင်ချောင်းချေးရွာအနီးမှာတက်ဆွဲထားတဲ့စေမိုင်လမ်းစုံနေရာနဲ့အဲ့ဒီနေ့မှာပဲစိတ်ဖြူမျိုးနဲ့လက်ဆက်ချေးရွာအတွင်းမှာရှိတဲ့လက်ဆက်ရဲစခန်းကို drop ဘုံဒီလေးလုံးနဲ့ချက်ချတိုက်ခိုက်ခဲ့တယ်လို့ပြောဆိုထားပါတယ်။၎င်းတိုက်ခိုက်မှုများအတွင်းမှာ face win တစီပြက်ကြဆုံးရှုံးခဲ့ရပြီးတော့အခြားမစ်ဆိုင်များလည်းပြက်စီးမှုများအတွက်ပြည်သူများအနေနဲ့တတ်နိုင်သမျှကူညီပေးကြပါရန်ကို Cyrus ကမြစ်တာရက်ခံထားပါတယ်။၎င်းတိုက်ခိုက်မှုများကိုမခွေးတိုက်ပတ်ကဖရဲ့လက်ယုံ drone တပ်ဖွဲ့တစ်ခုဖြစ်တဲ့တိုင်းငတ်နတ်စိတ်ဖြူတော်လိုင်းရေးတပ်ဦး BHSRF စိတ်ဖြူမျိုးနဲ့မြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ NSB ပခုတ်ကူခရိုင်အမှတ်၄တရင်ကတက်ခွဲ၃နဲ့ပခုတ်ကူခရိုင်အမှတ်၈တရင်ကတက်ခွဲ၁တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ဝါစီစက်ရုံရဲ့ကာကင်းစခန်းများတိုက်ခိုက်ခံရမှုမှာအရခတက်တော် AA ရဲ့တပ်ဖွဲ့များလည်းပါဝင်ကြောင်းနဲ့တိုက်ခိုက်သူများဟာအဲ့ဒီစက်ရုံအနီးမှာပြန်လည်ပြီးတော့အင်အားစုနေကြတယ်လို့စစ်ကောင်စီရဲ့ဝါရဖြန့် channel များကရေးသားနေကြပါတယ်။2023ခုနှစ် AP လ16ရက်နေ့ကလည်းအဲ့ဒီဝါစီစက်ရုံကိုတော်လိုင်းတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမြောက်ဒဂုံမြို့နယ်၄၈ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုဖောက်ခွဲတိုက်ခိုက်တဲ့အချိန်မှာမိုင်းဟာပောက်ကွဲခြင်းမရှိသေးတဲ့အတွက်ကြောင့်ပြည်သူများရုံးအနီးကိုသွာလာခြင်းမပြုလုပ်ကြရန်အတိပေးလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့ညနေ6:50မိနစ်ခန့်မှာမြောက်ဒဂုံမြို့နယ်အမှတ်၄၈ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်ကို The Light of Union မြို့ပြစစ်စင်ရေးအဖွဲ့ကတော်လိုင်းရဲဘော်များကမိုင်းထောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အခုလိုမိုင်းထောင်ပြီးတဲ့နောက်မှာဇန်နဝါရီလ23ရက်နေ့မွန်လွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်တောက်တိုင်းအုပ်ချုပ်ရေးမှူးများအပါအဝင် ရုံးအဖွဲ့သားများရောက်လာတဲ့အချိန်တော်လိုင်းရဲဘော်များကဖောက်ခွဲတိုက်ခိုက်ခဲ့တော့လဲနီးစနစ်ပိုင်းဆိုင်ရာချုပ်ရဲမှုကြောင့်ပောက်ကွဲမှုမရှိခဲ့ဘူးလို့သိရပါတယ်ဒါကြောင့်ရက်ကွက်နေပြည်သူများအနေနဲ့အုပ်ချုပ်ရေးမှူးရုံးအတွင်းဝင်ရောက်ပြီးတော့ အစီရင်တိုင်ကြားခြင်းထောက်ခံစာပြုလုပ်ခြင်းကိစ္စရက်များကိုအခုရက်ပိုင်းအတွင်းမှာမပြုလုပ်ကြဖို့အတွက်မြစ်တာရက်ခံထားတယ်လို့သိရပါတယ်။မပောက်ကွဲသေးတဲ့မိုင်းအန်ဒီရဲကိုအထူးတတိပြုရှောင်ရှားနိုင်ရန်အတွက်အတိပေးလိုက်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့မိုင်းကနီးစနစ်ပိုင်းဆိုင်ရာချွတ်ယွင်းသွားလို့ပောက်ကွဲမှုမရှိခဲ့ပါဘူး။အဲဒါကြောင့်ရက်ကွက်နေပြည်သူတွေအတွက်ရုံအနီးကိုမတွားရောက်ဖို့အတွက်တတိပေးကြပါတယ်လို့ The Light of Union မြို့ပြစစ်စင်ရေးအဖွဲ့ကတောင်းရှိသူတို့ကပြောကြားထားပါတယ်။စစ်အာဏာရှင်အုပ်ချုပ်ရေးထောက်တိုင်များဖြစ်ကြတယ်။ အုပ်ချုပ်ရေးမှူးများနဲ့တကွာအပေါင်းပါများဟာစစ်ကောင်စီအလိုကြမတရားစစ်မှုထမ်းခေါ်ဆောင်ခြင်းအနိုင်ကျင့်မိုက်ကြီးခွဲစက်ကြီးတောင်းခြင်းများကိုရက်ွက်နေပြည်သူများအပေါ်မှာလှုပ်ဆောင်နေတဲ့အတွက်အခုလိုမျိုးတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီရက်ွက်ယုံအပါဝင်စစ်အုပ်ချုပ်ရေးတောက်တိုင်များကိုပြင်းထန်စွာတရိပ်ပေးလိုပြီးတော့စစ်ကောင်စီအလိုကြပြည်သူများအပေါ်မှာရက်ဆက်ယုံမှမှုများဆက်လက်ပြီးတော့ကျူးလွန်နေသည်များကာလပတ်လုံးမျိုးပြစစ်စင်ရေးအဖွဲ့များအနေနဲ့ပြင်းထန်တဲ့ထိရောက်တဲ့စစ်စင်ရေးများကိုအရှိန်ဟုန်မြင့်တင်သွားမယ်ဆိုတာကိုပြတ်သားစွာတရိပ်ပေးလိုကြောင်း The Light of Union မြို့ပြစစ်စင်ရေးအဖွဲ့ကတာဝန်ရှိသူကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလောင်မြို့နယ်မှာတော်လိုင်းတပ်ဖွဲ့များရဲ့သတင်းအချက်အလက်များကိုလိုက်လံစုံစမ်းနေတဲ့ ပြူစောတီမိုးကြီးကိုပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံသွားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇန်နဝါရီလ22ရက်နေ့မနက်9:00နာရီကအချိန်မှာမင်းလာမြို့နယ်ကန်းကုန်ပင်ကြီးရွာကပြူစောတီရှမ်းလေးခေါ်မိုးကြီးကိုနေအိမ်အတွင်းမှာမင်းလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့တရားဝရီခရိုင်တပ်ရင်း383တပ်ခွဲ2တပ်ခွဲ3တပ်ခွဲ6ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့ပြစ်ခတ်တိုက်ခတ်ရာပွဲချင်းပြီးတိတ်ဆုံသွားတယ်လို့သိရပါတယ်။တိတ်ဆုံသွားတဲ့ ပြူစောတီရှမ်းလေးခေါ်မိုးကြီးဟာအကြံပဲစစ်တပ်ထံကိုမမှန်သတင်းတွေကိုပေးပြီးတော့ပြည်သူများကိုဖမ်းဆီးခံခြင်းတော်လိုင်းတပ်ဖွဲ့များရဲ့တွာလာလှုပ်ရှားမှုများကိုစုံစမ်းထောက်လှမ်းပြီးတော့အကြံပဲစစ်တပ်ထံကိုသတင်းပေးခြင်းများကိုလှုပ်ဆောင်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီလူကပြည်သူတွေကို PDF ထောက်ဖို့ဆိုပြီးတော့စစ်ခွေးတွေကိုသတင်းပေးတယ်။ဒါကြောင့်ဖမ်းဆီးခံရတဲ့သူတွေရှိတယ်စစ်ကြောရေးရောက်နေတဲ့သူတွေလည်းရှိတယ်။နောက်ပြီးတော့သူကတော်လိုင်းတပ်ဖွဲ့တွေတွာလာလှုပ်ရှားတာတွေကိုစောင့်ကြည့်ပြီးတော့စစ်ခွေးတွေကိုသတင်းပေးတာ။ တော်လိုင်းတပ်ဖွဲ့တွေဘယ်နေရာမှာမိုင်းထောင်ထားတယ်ဆိုတာမျိုးတွေသတင်းပေးတယ်။သူကြောင့်တော်လိုင်းရဲဘော်တွေအလုံးလုံးကခံရတာလဲတော်တော်ခက်ခဲလာတယ်။ဒီလိုမျိုးတွေလုံနေတော့သတိပေးလဲမရတော့တိုက်ခိုက်ခဲ့တာပါ။အရင်ကလည်းသူ့ကိုပြက်ခတ်တိုက်ခိုက်ခဲ့မှုတယ်။အဲ့လိုဝင်ပြစ်တုံးကနေအိမ်မှာမရှိပဲတခြားနေရာသွားနေလို့လွတ်သွားတာလို့တာယာဝတီခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါဗျ။ မင်းလာမျိုးနဲ့မှာပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့များကိုဒုက္ခပေးနေကြတဲ့စစ်ကောင်စီတပ်သားများနဲ့စစ်တပ်ထောက်တိုင်များကိုအချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးမှာသွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုလုပ်ကြရန်တာယာဝတီခရံပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဒီကနေ့ကျွန်တော်နေမကောင်းတဲ့အတွက်ကြောင့်အတန်နာနေတဲ့ဂျားတွေကတင်းဆက်ပြီးတဲ့သတင်းကိုတီးခံပြီးတော့နားဆင်ပြီးတဲ့တော်လန်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးစမ်းမပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ။